ထိုင်းနိုင်ငံမှာစလိတ်တော်သူ9သိန်းကျော်ဟာစီးကျူယောဂရှိနေကြောင်းဘန်ကောက်ဘုတ်ကဖော်ပြခဲ့ပါတယ်။သူတို့နဲ့ထောက်ဝက်နေပါဟာသူတို့ကစီးကျူယောဂရှိနေတာကိုမသိကြကြောင်းရှာဝင်တွေကတတိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က Faculty of Medicine, Pharmacy Medicine ရုံဟာပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကျန်းမာရေးစနစ်တွေသုတေသနအင်စတီကျူနဲ့ထိုင်းကျန်းမာရေးမြင့်တင်ရေးဖောင်ဒေးရှင်းတို့နဲ့ပူးပေါင်းပြုလုပ်ခဲ့တဲ့လေးလာချက်စစ်တမ်းအရာဒီရလဒ်တွေကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။မဟေဒေါ်တက္ကသိုလ်ရှိ Faculty of Medicine, Pharmacy Medicine ရုံမှဆရာဝန်ဒေါက်တာယွန်ယူဒီပတ်တာနာဘာနီချေကထိုင်းလူမျိုး6.3%တန်းမှာစီဂျိုယောဂရှိနေကြောင်းလေးလာတွေ့ရှိခဲ့တယ်လို့ရိုမန်25ရက်ကပြောကြားခဲ့ပါတယ်။ဒီစီဂျိုယောဂသည်တွေနဲ့ 9သိန်း9960ဦးဟာစစ်လိုက်တောက်သူတွေဖြစ်ပြီးသူတို့အနက်3သိန်း3542ဦးဟာသူတို့မှာစီးကျိုရောဂါရှိနေတာကိုမသိကြကြောင်းဒေါက်တာယွန်ယူဂျီကပြောပါတယ်။ဒါပြင်စီးကျိုရောဂါရှိနေတာကိုသိထားတဲ့လူပေါင်း4099 60ကိုဦးဟာစေဝါကူတမှုမခံယူကြကြောင်းလည်းသူကဆိုပါတယ်။စေဝါကူတမှုခံယူသူတွေနဲ့2သိန်း26392ဦးဟာစီးကျိုရောဂါကိုမထိန်းနိုင်ပဲ3သိန်း3028ဦးသာသူတို့ရဲ့ရောဂါအခြေအနေအားထိန်းနိုင်ကြောင်းလေးလာချက်မှာဖော်ပြထား ထားပါတယ်။စလိတ်တောက်သုံးခြင်းဟာစီးကျူရောဂါဖြစ်နိုင်ခြေကို30ရာခိုင်နှုန်းမှ40ရာခိုင်နှုန်းအထိမြင့်တက်စေကြောင်းအမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်တားဆီးရေးစင်တာရဲ့မှတ်တမ်းတွေမှာဖော်ပြထားတယ်လို့စလိတ်တောက်သုံးခြင်းနဲ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌဒေါက်တာပရာကစ်ကပြောကြားခဲ့ပါတယ်။စီးကျူရောဂါရှိနေသူတွေအနေနဲ့စလိတ်တောက်ပါကသွေးတွင်းစကြားဓာတ်ကိုထိန်းချုပ်ရမှာပုံမှန်ခက်ခဲပြီးနှလုံးနဲ့ကြောက်ခဲ့ရောဂါတွေခြေထောက်ကိုသွေးဆင်းဆင်းမှုနှဲပါခြင်းမျက်စိအမြင်လွာပျက်စီးခြင်းလက်နဲ့ခြေထောက်တွေမှာအာရုံကြောထိခိုက်ခြင်းထုံနေခြင်းနာကျင် င်ခြင်းအားနည်းခြင်းနဲ့တုံတုံရင်ရင်ဖြစ်ခြင်းကဲ့သို့နောက်ဆက်တွဲဆိုးရွားတဲ့ယောဂတွေဖြစ်လာနိုင်တယ်လို့သူကပြောကြားခဲ့ပါဗျာ